ချင်းပြည်နယ်ဗမော်မှာစစ်ကောင်မရှင်နဲ့ KIA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးဗမော်မျိုးရင်းရှိနေရာချို့ကို KIA ကပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါဗျ။အော်တိုဘတ်ရက်နေ့မှာသုံးမိုင်ရွှေပြည်သား KBC ဖျားချောင်းကုန်းကို KIA တပ်တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်နေ့ကခိတဆုတ်ခွာခဲ့ရတဲ့အဲ့ဒီဖျားချောင်းကို6ရက်လောက်ထိုးစစ်ဆင်ပြီးနောက် KIA ကပြန်လည်သိမ်းယူလိုက်တာဖြစ်ပါတယ်။ စစ်တပ်ကလည်းထိုးစစ်ဆင်နေတဲ့နေရာတွေရှိသလိုခရိုင်ဘက်ကလည်းထိုးစစ်ဆင်နေတာတွေရှိတယ်။မြို့တစ်ခုလုံးရဖို့မှစစ်တပ်ကသူတို့ချင်းချင်းဆိတ်ဆက်မိပြီးတိုက်ပွဲပြန်ဆားရသလိုဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ခရိုင်ဘက်ကလုံးဝမလျှော့ခဲ့ပါဘူးလို့ကချင်သတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။ဗမော်စစ်မြေပြင်စေတန်ရင်မဆာရ71နဲ့စက်သွေးတက်စသားရ9ဘက်ကနေစစ်ကြောင်း2ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်စခန်းငုံကိုပြန်လည်ရယူခဲ့တယ်လို့သိရပါရယ်။ ဗမော်မြို့ကိုထိုးစစ်အနေထားနဲ့စစ်ဆိုင်ထားချိန်မှာစစ်ကောင်မရှင်ကစီးရင်အုပ်စုကိုဆေးလွတ်ပြီးလူရင်အားဖြန့်ကလက်နက်ခဲယမ်းတွေပါဖြည့်တင်းတဲ့အတွက် KIA ကထိန်းချုပ်နေရအချို့ကိုလက်လွတ်ခဲ့ရပါတယ်။စစ်ကောင်မရှင်ကစီးရင်အုပ်စုတွေမှာပါလာတဲ့လူရင်အားနဲ့ရွှေကူမြို့ရှိခြေကုပ်စခန်းချို့ကိုပါခန်းစစ်အနေထားကနေတိုက်စစ်ပုံစံစုဖွဲ့ခဲ့ကြပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကဗမော်မြို့ရင်းပိုင်းကိုပါစီးရင်အားဖြန့်ကျက်ပြီးထိုးစစ်ဆင်လာတဲ့အနေထားအထိရောက်ခဲ့ပြီး KAI နဲ့ထိတွေ့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်